လူတော်တော်များများမှားပြီးတော့မှခံယူထားတဲ့ခံယူချက်တစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ငယ်တုန်းမှာနော်ကိုကိုကိုသိအောင်လုပ်နော်ငယ်ရွယ်တုန်းမှာကိုကိုကိုပြန်ပြီးတော့မှရှာဖွေပြီးမှကြိုးစားဆိုပြီးတော့မှ ခံယူထားတာအဲ့ဒါကကျွန်တော်တို့မှားနေပါတယ်။အဲ့တော့ ဘာကြောင့်လဲဆိုတော့သူတို့ကငယ်တုန်းမှာကိုကိုကိုရှာဖွေတွေ့နိုင်မှာမဟုတ်ဘူး။နောက်ကိုဘာတွေဖြစ်ချင်တယ်လဲ၊ကိုဘာတွေလုပ်ချင်တယ်လဲ၊ကိုဘလို့ဘဝကိုလိုချင်တယ်လဲဆိုတာကတိတ်ပြော်မှရှာတွေ့ဖို့ခက်တယ်။အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကငယ်တုန်းမှာပါလို့ရမှာလဲ။ငယ်တုန်းမှာပါလို့ရမှာလဲဆိုတော့ကိုကိုကိုတည်ဆောက်ဖို့အရေးကြီးတာ။နောက်ကိုကိုကိုတည်ဆောက်ပါ build yourself နော် not find yourself ။ နော်အဲ့တော့ကိုကိုကိုတီဆောင်အခုဆိုလို့ရှိရင်ကျွန်တော်အသက်40เนาะအသက်40ကျော်လာခဲ့ပြီအဲ့တော့ကျွန်တော်ငယ်ငယ်တုန်းကအဆယ်ကျော်တက်တုန်းကငါဘာတွေဖြစ်နေတာလဲဟိုရောက်တီရောက်เนาะငါဘာဘဝကိုဘလို့ဘဝကိုလိုချင်တာလဲဟိုရောက်တီရောက်ကျွန်တော်တွေးခဲ့တာเนาะရှာမတွေးခဲ့ဘူးကို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 အသက်ရွယ်တစ်ခုရောက်လာတဲ့ခါမှာဘာဖြစ်လဲဆိုတော့ကိုကိုကိုတီဆောက်ရင်းနဲ့တီဆောက်လာခဲ့ရင်းနဲ့အချိန်တစ်ခုရောက်လာတဲ့ခါမှာကိုတိလာတာဩငါဒီလိုဘဝကိုရချင်တာပါလားငါဒီဟာတွေလှုပ်ချင်တာပါလားငါဒီနေရာမှာ အောင်မြင်မှုတွေရကျင်တာပါလားဆိုတာကျွန်တော်တို့ကသိလာတာ။နောက်အကဲရွေးခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ခင်မိတ်ဆွေတွေဒီကိုကလူငယ်ဆိုလို့ရှိရင်ကိုကိုကိုတိဆောက်ပါ။နော်တိဆောက်ပါ။အဲ့တော့ကိုကလူငယ်ဘဝကိုကြော်ဖြတ်လာခဲ့ပြီဆိုလို့ရှိရင်တော့ကိုတိဆောက်ပြီးခဲ့တဲ့အရာတွေပေါ်ကနေပြီးတော့မှကိုကိုကိုပြန်ပြီးတော့မှရှာဖွေပါကိုဘာတွေလိုချင်တာလဲကိုဘယ်လိုဘဝမျိုးကိုရအောင် ကြိုးစားမှာလဲရည်ကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကကိုကိုကိုတိဆောက်တဲ့အခါမှာကျွန်တော်တို့ကအဆင့်၃ဆင့်ရှိတယ် အဲ့ဒီအဆင့်၃ချက်ကိုမဖြစ်မနေလုပ်အောင်ပါအဲ့တော့နံပါတ်၁အဆင့်ကကျွန်တော်တို့ဘာလို့မှာလဲဆိုတော့ကိုယ့်ရဲ့ငယ်တုန်းမှာကိုယ့်ရဲ့ skills တွေကိုတည်ဆောက်ကိုယ့်ရဲ့တက်ကြွမှုတွေကိုကျွန်တော်တို့ကတည်ဆောက်အောင်ပါเนาะအဲ့တော့အဲ့ဒီတက်ကြွမှုတွေ skills တွေကကိုယ့်ကိုငွေရှာပေးနိုင်တဲ့အရာတွေเนาะအဲ့တော့ကိုက base skill တွေကိုဖြည့်မှာလဲเนาะ english skill computer skill เนาะ management skill တခြားသော skills 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 တွေကိုကျွန်တော်တို့ကဖြည့်ရမှာ เนาะဖြည့်ရမှာဒါဒီအရေးကြီးတယ်အဲ့တော့နံပါတ်1တစ်ချက်ကတော့ကျွန်တော်တို့အဲ့လို skill တွေတည်ဆောက်နေတဲ့အချိန်ကိုကိုကိုတည်ဆောက်နေတဲ့အချိန်မှာအရေးကြီးတာဒီ mindset เนาะအဲ့တော့အဲ့လိုအချိန်မှာကျွန်တော်တို့ကအခက်အခဲတွေတွေ့မယ်စိန်ခေါ်မှုတွေတွေ့မယ်အဲ့အချိန်မှာငါရက်လိုက်တော့မယ်ဆိုတဲ့ mindset နဲ့နေလို့မရအောင်ငါတိတဲ့တိပိုကောင်းအောင်တည်ဆောက်ရမယ်ငါကျွမ်းကျင်မှုတွေပိုတိုးလာအောင်လုပ်ရမယ်ငါတခြားသူတွေထက်ပိုတော်အောင်လုပ်ရမယ်ဆိုတဲ့ mindset ကျွန်တော်တို့ရှိဖို့လိုတာ နော်ဒါဒီအရေးကြီးတယ်အဲ့နံပါတ်30ချက်ကတော့ကျွန်တော်တို့ network ပေါ့နော်အဲ့တော့ကိုယ်နဲ့ပေါင်းနေတဲ့သူတွေကဘယ်သူတွေလဲနော်အဲ့တော့ရီမန်းချက်မရှိဥတီချက်မရှိတဲ့သူတွေနဲ့ကိုကပေါင်းနေမိပြီသူတို့နဲ့အတူတူရှိနေပြီဆိုလို့ရှင်ပေးကြတယ်ကိုလည်းသူတို့နဲ့အတူတူတကိုင်းနေဖြစ်သွားနိုင်တယ်အကြောင်းမလို့ကိုက network ကောင်းဖို့လိုတယ်နော်ဘလို့လူမျိုးတွေနဲ့ကိုကပေါင်းသင်းဆက်ဆက်ပါလေနော်ဘလို့လူမျိုးတွေနဲ့နေထိုင်ပြီးတော့မှကိုကိုကိုတီဆောက်ပါလေကကျွန်တော်တို့အရေးကြီးတယ် တော့ဒါဒီကျွန်တော်တို့ကိုကိုကိုတိဆောက်ချင်းမှာโอเคအဲ့တော့ကိုကိုကိုတိဆောက်ပြီးတော့လို့အသက်ရွယ်တစ်ခုရောက်လာတဲ့အခါမှာတော့ကိုကိုကိုပြန်ပြီးတော့မှရှာဖွေတော့နော်ဘာလို့မလဲတိဆောက်နေရင်လည်းရှာဖွေရမှာငါဘာတွေလိုချင်တာလဲငါဘဝမှာဘာတွေဖြစ်ချင်တာလဲအဲ့တော့ကို့မှာအတွေ့အကြုံတွေလည်းအများကြီးရခဲ့ပြီးပြီးကို့မှာကတက်ကြွမှုတွေကလည်းအများကြီးရှိခဲ့ပြီးပြီးကို့မှာအပေါင်းအသင်းကလည်းစံခဲ့ပြီးပြီး mindset တွေကလည်းကောင်းလာပြီအဲ့ဒါဆိုလို့ရှိရင်တော့ကို့ဘဝက ကိုလိုချင်တာကိုရလိမ့်မယ်အောင်မြင်မှုတွေရလိမ့်မယ်ကြီးပွားထုတ်တဲ့ချမ်းသာမှုတွေရလိမ့်မယ်ဒီကြောင့်အနေနဲ့ကနေပြီးတော့မှ activity video ကိုကြည့်နေတဲ့ကြောင့်ငယ်ငယ်လေးမိတ်ဆွေတွေဒီကြိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောလိမ့်ပါတယ်ကိုအတွက်ကြိုးရစုံတွေရရဆိုလို့ရှိရင်တော့ထုံစံတိုင်းမှာ comment မှာ yes လို့ရေးပေးပါအောင်ဒီ video ဆုံးဖြောင်းကြည့်ပြီးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ